နားထောင်ရင်းနဲ့တွေးရမယ့်အချက်20အရန်ကောင်းတဲ့စားစားလေးတွေပါနားထောင်ရင်းနဲ့တွေးကြည့်ပါ အရလာကတမိုထူးခြားနေပါလိမ့်မယ်တပတ်1စိတ်တက်ကိုမမထားပါအပြင်းမန်းတတကို ပြ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 ထားပါတပတ်2ကိုယ်ပစ္စည်းမဟုတ်ရင်မယူပါနဲ့ဘလောက်ပဲနှစ်တက်နှစ်တက်လက်လွတ်တက်ဖို့နားရပါ3ကိုကိုကိုလေးစားပါသူတစ်ပါးကိုလေးစားပါလေးစားမှုကိုထိမ့်ပါ အဲ့ဒီလေးစားမှု၃ခုကိုမှတ်ထားပါလေငွေဆိုတာရေလိုပဲငွေခန့်ရဲ့ငတ်တည်တတ်တယ်ငွေမှလွန်းရင်နစ်တည်တတ်တယ်ငါအရာဝတ္ထုတစ်ခုတိုင်းကို ရှုတော့ပေါင်းစုံပပေါင်းစုံကညခံစားပါကြောင့်သူတစ်ပါးကိုထိခိုက်နာကျင်မှုမျိုးနဲ့ကို့အပြစ်ကို့ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့သူတော့ဆက်ဖို့ကောင်းတာမရှိဘူးခုနိလောဘမကြီးနဲ့မကောင်းတဲ့အရာတွေက ဘယ်တော့မှတာရှည်မခံဘူး။ရှင်တငယ်ချင်းအတွက်အနစ်နာခံတဲ့အလုပ်ကခက်ခဲတဲ့လုပ်တော့မဟုတ်ဘူး။ခက်တာက အနစ်နာခံရတဲ့တငယ်ချင်းမျိုးရှိဖို့ပဲလိုတယ်။ကိုကိုအတွက်လို့စဉ်းစားပြရတဲ့ဒီပန်းနဲ့တစ်ဖက်လူရဲ့ခံစားချက်ကိုလည်းထက်ထက်တင်နေ။သူ့အတွက်ပိုစဉ်းစားတင်နေ။ဒါရီကအချင်းသာယဉ်ကျေးတဲ့အပြင်တပတ်လူကို လေးစားရလဲရောက်ပါတယ်။တစင် လူတွေသိနိုင်တဲ့အမှားမျိုးကတကယ့်အမှားမဟုတ်သေးဘူး။တခြားလူလူသွားနိုင်တဲ့ကျစ်သူမျိုးကတကယ့်ကျစ်သူမဟုတ်သေးဘူး။စတီကိုဆုံးဖြတ်ချက်ကိုကိုချပါ။ဖြစ်လာသည်မခံယူဖို့ပြင်ဆင်ပါ။မဆလုတ်ခင်မှာလောကကြီးမှာနောင်တကုစည်းဆိုတာမရှိကြောင်းခုခုကိုတတိပေးပါ။စနေတင်ယူခြင်းကတခဏအတွက်မဟုတ်ဘူး။တဘဝအတွက်ဖြစ်တယ်။ ဒါကြောင့်သင်ယူခြင်းမှာမငင်းွေပါနဲ့ဆက်သုံးဘယ်အချိန်မှာစတင်ခဲ့တာပဲဖြစ်ဖြစ် အရေးကြီးတာကစတင်ပြီးရင်တော့မရက်နာဘူးပါပဲဘယ်အချိန်မှာအဆုံးသက်တာပဲဖြစ်ဖြစ်အရေးကြီးတာက အဆုံးသက်ပြီးရင်တော့နောင်တမရဘူးပါပဲစလေကံမကောင်းခြင်းဆိုတာစရင်တင်းစရာမလိုပဲလူတိုင်းတက်ရတဲ့အကြောင်းဖြစ်တယ်ဒီအကြောင်းကိုအောင်းနေသူကတံမာထက်မြက်သူဖြစ်ပါတယ် 15အချစ်ခံခြင်းရင် အချစ်ခံတတ်သူလူတယောက်ဖြစ်အောင်အရင်လုပ်ပါ လူတွေကိုချစ်ရင်ချစ်ချစ်တတ်တဲ့အရေးချင်းရှိအောင်အရင်လုပ်ပါကောင်းကွက်ကိုလည်းလက်မခံဆိုးကွက်ကိုလည်းနားလည်မှုမပေးရင်တော့ဒီတန်ရောစဉ်ဘလောက်တာရှည်နိုင်မလဲစကြောအပြစ်ရှာညီးတော်တတဲ့သူတွေကစိတ်တဘောတာမကောင်းသူတွေမဟုတ်ပြီပဲလူတွေအမြဲတမ်းနှစ်သက်သူတော့မဟုတ်ခဲ့ပါဘူး၁၉ အုံနောက်ချောက်ဆိတ်ရှုပ်တာတွေကမနက်ဖြန်ရဲ့ဝင်ကိုပေါ်သွားစေမှာမဟုတ်ဘူး။ဒါပေမဲ့ဒီကနေ့ရဲ့ပျော်ရွှင်ခြင်းကိုတော့ဆုံးရှုံးပြီမယ်။ဒီကနေ့ရဲ့ပျော်ရွှင်ခြင်းကိုတော့ဆုံးရှုံးသွားစေမှာ။နည်းနည်းတီးခံလိုက်ပါ။နည်းနည်းတောက်ခံလိုက်ပါ။တနည်းနည်းမှာတင်းတီးခံခဲ့တဲ့နာကျင်မှုကသင်ကိုပြန်အထောက်အကူပြုနေမယ်။ဆက်ရှိဘဝမှာပျော်ရွှင်စရာတွေကအများကြီး။တင်းရဲ့အာယုံနဲ့အကြည့်ကို အဲ့ဒီမပျော်ရွှင်တဲ့အရာတွေပေါ်မှာပဲစူးစိုက်မထားပါနဲ့တကူတယောက်တည်းနေတဲ့အခါမှာတယောက်တည်းနေတဲ့အောင်တင်ယူတယ်။နှစ်ယောက်ဖြစ်သွားတဲ့အခါမှာချစ်ခင်ပေါင်းတင်တဲ့အောင်တင်ယူတယ်။သုံးယောက်ဖြစ်သွားတဲ့အခါမှာနောက်ဆုံးနှုတ်ထွက်တဲ့အောင်တင်ယူပါလိမ့်။20တကူသေးသမားလို့ဆိုတိုင်းအချစ်ကိုနားမလဲဘူးလို့မထင်နိုင်ပါနဲ့။တကယ်တော့တကူသေးသမားဆိုတာချစ်သူရေးစားရှိလျက်နဲ့နာကျင်ဝမ်းနဲ့နေရသူတွေထက်ဆိုင်ရင်တော့ ပို့ပြီးအမျှော်မြင်ရှိတယ်လို့ဆိုရမယ်။ဟုတ်ကဲ့ပါ။အစုံဒီနားစင်အားပေးခဲ့တဲ့အတွက်လည်းစိတ်ထူးထူးပဲတင်ရှိပါရစေ။မွေးရည်သားသူအားဖေးစားစွာဖြင့်ခရစ်တစ်ပေးပါရစေ။